စီချံသူတွေကအဆက်အစားနိုင်ဆုံးလို့ထင်နေတာအမှန်တကယ်တော့အရှိတောင်အာရှကသူတွေကပို့ပြီးတော့စားနိုင်မယ်လို့ထင်ပါတယ်။ငွေဒီ20ဂရမ်နဲ့ကနန်း20ဂရမ်ရောပြီးတော့ကျော်ပါတယ်။ကျော်လိုက်တဲ့ငွေဒီအစိမ်းတော်တွေကိုလည်းဒီတိုင်းစားသလိုပတ်မုံးနဲ့လည်းတို့ပြီးတော့စားပါတယ်။အရှိတောင်အာရှသူလေးတွေတဲလာတဲ့ကနန်းတွေပါကနန်းတွေကိုချင်းလေးနဲ့တဲလာပြီးတော့ဇလုံးကြီးကြီးတွေကိုထည့်ပြီးတော့စေးကြောတန်းဆင်ပါတယ်။ဒီနေ့မှာတော့အရှိတောင်အာရှသူတွေဘယ်လိုစားလဲဆိုတာကိုကျွန်တော်တို့ကြည့်ကြည့်အောင်ပါ။ကနန်းတွေကိုဇလုံးကြီးကြီးတွေမှာစေးပြီးသွားတဲ့အခါမှာတော့နောက်ထပ်ဇလုံးတွေကိုပြောင်းထည့်ရပါမယ်။ ဈေးပြီးသားကဏ္ဍတွေကိုရေခဲထည့်စိန်ထားရပြီးရေခဲစိန်နေတဲ့အချိန်မှာမြို့ဒီအစိမ့်တွေကိုကြော်ပေးရပါမယ်။မြို့ဒီအစိမ့်တွေအကုန်လုံးကိုကဏ္ဍချဲ့ရင်ထည့်ပြီးတော့သုံးမှဖြစ်ပြီးအရှိတောင်အာရှသူတွေအဆက်စားနေတာကိုစီချွန်သူတွေတွေ့ရင်တော့လုံးဝအရှုံးပေးသွားမှာပါ။မြို့ဒီအစိမ့်တွေကြော်ပြီးသွားတဲ့အခါမှာတော့စီစစ်ထားရမှာဖြစ်ပြီးရေခဲရိုက်ထားတဲ့ကဏ္ဍတွေကိုထုတ်ပြီးတော့ကြော်ဖို့လုပ်ရပါမယ်။အဲနောက်မှာတော့ကြော်ထားတဲ့မြို့ဒီအစိမ့်တွေအတူတူရောချဲ့ရမှာဖြစ်ပြီးကဏ္ဍကြော်တာကတော့လွဲကူပါတယ်။ကဏ္ဍနဲ့မြို့ဒီအစိမ့်ကတက်တက်စီအရင်ခွဲကြော်တာကမပင်မှန်းပါဘူး။ ကနန်းကြော်သားတို့မှဇပလင်နဲ့တခြားဟင်းချက်ရင်သုံးဖို့လိုအပ်တဲ့အသီးအနှံတွေကိုလည်းလိထားရမှာဖြစ်ပါတယ်။ပို့ပြီးတော့အရသာရှိဖို့ကတော့ငရုတ်စုံတွေကိုထဲတောင်းရမှာဖြစ်ပြီးအနှစ်ဖြစ်အောင်တေချာညံ့ညက်လေးထောင်းပေးရပါမယ်။ကနန်းတွေကိုအရင်ဆုံးဆဲထိုးလိုက်ပြီးတော့မှအနှံ့မွေအောင်ထောင်းထားတာလေးတွေနဲ့စီတတ်ပါတယ်။အကုန်လုံးကိုတပြိုင်နက်တည်းမထည့်ဘဲနဲ့တစ်ခုပြီးမှတစ်ခုထည့်ပြီးတော့စီတတ်ပါတယ်။အနှစ်လေးတွေကျက်လာပြီဆိုတဲ့အခါမှာတော့ကြော်ထားတဲ့ကနန်းနဲ့ငုံသီးကြော်ကိုထည့်ရပြီးတော့အဲ့ဒီငုံသီးတွေကိုကွမ်းတုံးလူမျိုးတွေမစားရသေးဘဲမြင်နာနဲ့တင်ဆက်နေမှာပဲဖြစ်ပါတယ်။ အဆက်စားနိုင်တဲ့စီချွန်နဲ့ဟူနန်သူတွေတော့မစားနိုင်တော့ပါဘူးအဖုံးအုပ်ပြီးတော့ချက်ပေးရပါမယ်7မိနစ်လောက်ချက်ပေးပြီးလို့ရှင်တော့ပကံလေးကိုထည့်လို့ရပြီဖြစ်ပြီးအဆက်နဲ့တင်းတင်းလေးနဲ့အရန်ကိုမှုေးပြီးတော့စားကောင်းနေမှာတေးကြပါလေကောင်းလေးကတော့တေးတွေကြလာပြီးတော့ပေါင်ပေါင်းတစ်ခုနဲ့တွဲစားလိုက်ပါလေပေါင်ပေါင်းလေးစားလိုက်ကနန်းကိုကိုက်လိုက်နဲ့မြို့ဒီအစိမ့်ကိုကိုက်လိုက်နဲ့အလုံးရှုပ်လို့နေပါတော့တယ်မြို့ဒီအစိမ့်ကြီးဒီလောက်စားနေတာတော့မှလုံးဝမဆက်ဘဲနဲ့ဇက်တိုက်ကိုစားနေတာဖြစ်ပြီးဒီလောက်အဆက်တွေစားတာနောက်မှအစာရင်ယောဂဖြစ်မှာတော့စိုးရင်ရပါတယ်ခင်ဗျာ ဒါကတော့ကဘာပေါ်မှာအဆက်အစားနိုင်ဆုံးလူသားတွေဖြစ်ပြီးတော့တရက်ကငရုတ်သီး2ကီလိုလောက်ကိုစားတာပါမနက်နိုးတာနဲ့ပထမဦးဆုံးလှုပ်တာကရေခဲတက်တာဖွင့်ပြီးတော့ငရုတ်သီးအစိမ့်တွေထုတ်ပြီးတော့မနက်စာနဲ့အတူတူတွဲစားဖို့လှုပ်တာပဲဖြစ်ပါတယ်ငရုတ်သီးအစိမ့်တွေထည့်ပြီးတော့မှမဆက်သေးတဲ့အခါမှာတော့ငရုတ်အနည်းနဲ့ငရုတ်သီးအမှုန်တွေထက်ပြူးပြီးအဆက်ဆုံးကင်ချီနဲ့ထမင်းကိုအားရပါရစားတတ်ပါတယ်နေ့လေရောက်တဲ့အခါမှာတော့အဆက်ဆုံးကင်ချီခေါက်ဆွဲစားပြီးတတိယငရုတ်သီးမှုန်မျိုးစုံနဲ့အနည်းကိုဆက်နေအောင်လုပ်ပါတယ် လက်ညှိုးလေးနဲ့မြေကြီးလိုက်တာနဲ့တင်ဆက်လုံးလို့ခေါင်းတွေပွင့်ထွက်သွားနိုင်ပြီးလာစားတဲ့လူတွေကဆက်လုံးလို့ချွေးစည်းတွေတောင်ထွက်ပါတယ်။ခေါင်းလေးတွေကတော့ဘာမှမဖြစ်ဘဲနဲ့မဆက်သေးတာကြောင့်ငယူသေးအစိမ့်နဲ့ငယူသေးအမုံတွေထပ်ပြီးတော့ထဲပါတယ်။ဘေးကလူတွေအကုန်လုံးကလည်းခေါင်းလေးကိုကြည့်ပြီးတော့အံ့ဩလို့နေပါတယ်။ခေါင်းလေးကမြေကြီးတစ်ဆက်ကလေးတောင်မကြဘဲနဲ့ခေါက်ဆဲကိုစားလိုက်ပြီးအစီအစဉ်တင်ဆက်တဲ့သူကတော့ခေါင်းလေးတွေကဘာပေါ်ကအဆက်ဆုံးမုံကိုပြင်ဆင်ပြီးလို့ထားပါတယ်။ online ကနာမည်ကြီးတဲ့သူတွေအကုန်လုံးစမ်းစားပူးကြပြီးတော့ဆက်လုံးလို့ဘယ်သူမှကိုယ်မှာမစားနိုင်တဲ့မုံဖြစ်ပြီး ောင်လေးကတော့အေးအေးဆေးဆေးစားနိုင်ပြီးတော့တခါတည်းနဲ့နှစ်ချက်တောင်စားပြလိုက်တာပါနောက်တစ်တခုကတော့အဆက်ဆုံးဆုံးလုံးဖြစ်ပြီးတော့မှအဆက်ရာခိုင်နှုန်းအရန်ကိုများပြီးစီရှင်ဟော့ဘော့တွေထက်တော့မှပိုပြီးတော့ဆက်ပါသေးတယ်နေရနေပြီးတော့မှအဆက်ကြောက်တဲ့လူတွေကအချိုရည်စမ်းစားပေးမယ်လေကောင်လေးကတော့ငရုတ်စီနဲ့ငရုတ်သီးမို့ဖြူပြီးတော့စားပါတယ်ကောင်လေးကတော့ဘာမှမဖြစ်ဘဲနဲ့ဆုံးလုံးကိုအမူအရာမပြတ်ဆုပ်ထားနိုင်ပြီး၃မိနစ်လောက်နေတဲ့အခါမှာတော့ကောင်လေးရဲ့တကြားလုံးလေးကုန်လို့နေပါဖြစ်သွားခဲ့ပါတယ်ဆိုတော့ဒီကောင်လေးကဘလောက်ဆက်ဆက်စားနေတာကြောင့်အရန်ကိုမိုက်တယ်လို့ပြောရမှာဖြစ်ပါတယ်